မနေ့ကညနေကလိုင်တာယာမှာစိုက်ယုံဖယ်ရီကမောက်ခဲမှုဖြစ်ပွားခဲ့ပါတယ်။ နေ့ကနိုဝင်ဘာလ22ရက်နေ့ညနေ9:00နာရီမိနစ်50မှာစက်ယုံဖယ်ရီကားက BOC ပန်းချံဘေးနာကလမ်းအကွေမှာမှောက်တယ်လို့သိရပါတယ်။ဒီကိုက်တံရရသွားသူတွေရှိပေမဲ့လည်းအသက်အန္တရာယ်အသေးအပြောက်တော့မရှိဘူးလို့သိရပါတယ်။တချို့ကတော့စေယုံမှာပို့ဆောင်ထားတယ်လို့လည်းဆိုပါတယ်။ဆက်ယုံကတော့လိုင်တာယာကစမ်းမီဆက်ယုံကဖယ်ရီကားဖြစ်တယ်လို့လည်းတချို့ကဆိုပါတယ် ကဲဖယ်ရီကစီပြီးအလုံသွားတဲ့သူတွေနဲ့သတိဝရိယရှိဖို့တိုက်တွန်းအပ်ပါတယ်ဖရာတရားလည်းမမေ့နဲ့ပေါ့နော်ပြီးတော့လည်းဒါမျိုးတွေကကြတော့ပြန်ပေါ်လဲမူတည်တာပေါ့လေအဓိကအရေးကြီးဆုံးကတော့ကာမောင်းတဲ့သူတွေပေါ့နော်အမ်ရန်ကုန်မှာကားစီးပူးတဲ့သူတွေပါတယ်ဆိုရင် သိလိမ့်မယ်ဒီလိုဖယ်ဒီကားတွေကအရန်လုံမောင်းနေပြီးတော့လဲတော်တော်ကိုအန္တရာယ်များတဲ့အကွေတွေအတိတ်တွေအရှောင်းနေဆိုရင်ဒီလိုမျိုး အလောက်ကအပြန်ဆိုတော့လူတိုင်းပဲပျော်ပျော်ပါးပါးနဲ့ပြန်လာကြပါလေအခုဟာဒီလိုမျိုးကိစ္စရက်တွေဖြစ်လာတယ်ဆိုတော့အိမ်ရမိပါတဲ့အနေနဲ့လည်းအရန်ကုန်ပါပဲဆိုရင်တော့ကရောက်စရာတွေဖြစ်ရတယ်ပြီးတော့လည်းအသက်အန္တရာယ်တွေလည်းထိခိုက်မှုရှိနိုင်တယ်ဘလို့ပဲပျော်ပျော်ကာသမားတွေအနေနဲ့အသက်ပေါင်းများစွာကိုကားပေါ်တင်ခေါ်လာတယ်ဆိုတော့ကိုတော့တတိယပါ